မင်္ဂလာပါရှင်ဒီနေ့အတူတူလေ့လာဆွေးနွေးကြမှာကတော့လေရင်းနှီးမြုပ်နှံကွန်တွဲမှုမှာတကယ်ကိုအရေးပါတဲ့အကြောင်းအရာတစ်ခုပါငွေကြေးစီမံခန့်ခွဲမှု money management ပေါ့နော် mm လို့ခေါ်ကြတာပေါ့နော်အဓိကကတော့ Ryan Jones ရဲ့ The Trading Game စာအုပ်ထဲကအချက်တွေကိုအခြေခံပြီးတော့ပြောကြမှာပါဟုတ်ကဲ့ပါခင်ဗျဒီစာအုပ်ကထောက်ပြတဲ့အဓိကအချက်ကတော့လေဟို trading လုပ်တဲ့အခါမှာဘမဝင်မလဲဘယ်မှာထွက်မလဲဆိုတာတွေထက်လေ ကိုယ့်ရဲ့အရင်အနည်းကိုဘလို့စနစ်တကျစီမံမလဲဆိုတာကအောင်မြင်ဖို့အတွက်အများကြီးပိုအရေးကြီးတယ်ဆိုတာပါပဲ MM ကောင်းကောင်းတုံးတဲ့ရင်လေသာမန်အမြတ်ရတဲ့ system တစ်ခုကိုတောင်းတော်တော်ကြီးအောင်ရအောင်လုပ်နိုင်တယ်ဆိုတဲ့သဘောမျိုးပါအဲ့ဒါတကယ်စိတ်ဝင်စားစရာပဲเนาะစာအုပ်ထဲမှာဥမာပြောထားတာဆိုရင်တာမန်နီလန်းနဲ့ငွားနေအတွင်းမှာဒေါ်လာတစ်သိန်းလောက်ပဲမျက်နှာနဲ့ထွေမျိုးကလေ MMM ကိုမမှန်ကန်ကန်တုံးလိုက်တာနဲ့ အဲ့ဒီမြက်ကဒေါ်လာတန်းအထိဖြစ်သွားနိုင်တယ်ဆိုပြီးတော့ရေးထားတယ်။ဆိုတော့ MMM ဆိုတာကအရှုံးခံနိုင်ဖို့လောက်ပဲမဟုတ်ဘူးပေါ့နော်။အရင်ဒီတုံးတုံးကအရှိန်ဖြစ်နေပေးနိုင်တယ်ဆိုလိုတာလား။အဲအတိအကျပဲဟုတ်ပါတယ်။ MMM ရဲ့အခြေခံရွေးချယ်ကနောက်ထပ် low metric တစ်ခုချင်းစီမှာလေကို့ account ထဲကပိတ်စာဘလောက်ကို risk ယူပြီးကုန်တယ်မလဲဆိုတာဆုံးဖြတ်ဖို့ပဲ။ဒါကဟို protective stop တို့အရှုံးရမှာတတ်မှတ်တာတို့ဒါမဟုတ် pyramiding လို့ခေါ်တဲ့ မြက်ပေါ်နေတဲ့ trade မှာ position ထက်ထရာမျိုးလိုနဲ့မတူဘူးနော် MMM က account တစ်ခုလုံးကိုခြုံပြီးတော့ရေရှည်တိုးတက်မှုနဲ့ risk ကိုစီမံတာပါ။အော်ဟုတ်ကဲ့ဟုတ်ကဲ့နားလည်ပါပြီ။အသုံးမရတဲ့နီလာနှစ်ခုကြားဖူးတာက fish fractionary တဲ့အဲ့ဒါကတော့ဘယ်လိုမျိုးလဲသူမှအားနည်းချက်ရှိတယ်ဆိုတာဟုတ်လား။ဟုတ်ပါတယ်။ fish fractional ကတော့ trade တစ်ခုချင်းမှာလေ account စုစုပေါင်းရဲ့ပုံတေရခိုင်နှုန်းတစ်ခု။ဥပမာ2%ဆို2%ပေါ့။အဲ့ဒါကိုပဲ risk ub trader ဒါမဲ့သူ့မှာအဓိက ပြဿနာနှစ်ခုလောက်ရှိတယ်။တစ်ခုကယာဂိုင်နှုံးအရင်နဲ့နေတော့ပိုက်ဆံကတအားဖြည်းဖြည်းပဲတိုးတာ။နောက်တစ်ခုကယာဂိုင်နှုံးများပြန်ရင်လည်းအန်ဒီကအရင်ချိနိုင်တယ်။အထူးသဖြင့်လေ asymmetrical leverage ဆိုတာပြဿနာရှိတယ်။အချိုးမညီတဲ့သဘောတရား။အဲ asymmetrical leverage အဲ့ဒါကိုနည်းနည်းလေးပုံရှင်းပြပြလို့ရမလားရှင်ရတာပေါ့ဆိုလိုတာကလေ contract အရေးတွေ့တိုးပြီး trade နေတဲ့အချိန်မှာ အရှုံးပေါ်သွားတယ်ဆိုပါတော့အဲ့ဒီအရှုံးကိုပြန်ကာမိဖို့အတွက်မူလရှုံးသွားတဲ့ပိတ်ဆံပမာဏထက်အချိုးမညီပဲပုံများတဲ့အမြင့်ကိုပြန်ရှာဖို့လိုလာတာမျိုးပါဥပမာပြောရရင် အကောက်ဒေါ်လာ1000 20000မှာ2 country trade ခွင့်ရပြီပထမဆုံး trade မှာဒေါ်လာ1000ရှုံးစာရှိတယ်ဆိုကြပါစို့2 country ကြောင့်တကယ်ရှုံးတာက2000ဖြစ်သွားတော့အကောင့်က1000ရှိထောင်ပဲကျန်တော့မယ် အဲ့ဒီခါကျရင် risk ရ one control ပဲပြန် trade ရတော့မယ်အဲ့ဒီခါမူလ2000ပြန်ရောက်ဖို့ဆိုရင်အရင်က1000ရှုံးတာကိုကာဖို့အခု2000ပြန်မြတ်ဖို့လိုလာတယ်ဆိုတော့ရခိုင်နှုန်းအဖြစ်70%ကျော်လောက်ပြန်မြတ်မှအရင်ပြန်ကြည့်မှာရှုံးရကနေပြန်ထဖို့ပိုခက်သွားစေတာပေါ့အော်ဟုတ်ပြီဟုတ်ပြီဒီတော့အချောမညီတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက် Ryan Jones ကဘီလိုနီလောင်ကိုအကြံပြုထားလဲ သူက fixed ratio ဆိုတဲ့နီလန်ကိုတီထွင်ခဲ့တယ်။ဒီနီလန်ကအကောင့် USA ရဲ့ရခိုင်နှုန်းကိုကြည့်ပြီး contract တိုးတာမဟုတ်ဘူး။သူကရလာတဲ့အမျက်ကွေပမာဏပေါ်မှာမူတည်ပြီးလို့ contract တိုးတယ်မတိုးတင်ဆုံးဖြတ်တယ်။ Delta လို့ခေါ်တဲ့ကြိုးသမတ်ထားတဲ့ကိင္ကနန်ထူထုံးတယ်။ဒီ Delta က contract တခုထပ်တိုးဖို့ဘလို့အမျက်ကွေလိုအပ်တယ်လဲဆိုတော့သတ်မှတ်ပေးတာ။ဥပမာ Delta ကဒေါ်လာ5000 5000ဒေါ်လာဆိုရင် one contract ကနေ two contracts ဖြစ်ဖို့9000များမယ်။ two contrast ကနေ two contrast ဖြစ်ဖို့နောက်ထပ်တောင်းထင်တော့ဆိုတော့စုစုပေါင်းသုံးကားတော့များဖို့လိုတယ်။အဲ contract error များလာလေလေ notice တက်ဖို့လိုတဲ့အမြတ်ပမာဏပိုများလာလေလေပဲ။ဒီနေ့ကအရင်အနည်းဒိုးတက်မှုကိုပို့ပြီးတော့ညင်ညွတ်စေတယ်။ပြီးတော့ဟို asymmetrical leverage ရဲ့ဆိုးကျိုးကိုလည်းတော်တော်လေးရှော့ချပေးနိုင်တယ်။အင်းဒါပြင်လေ portfolio ပေါ့ဈေးခွက်မျိုးမျိုးကုန်သွယ်နည်းအမျိုးမျိုးကိုပေါင်းပြီးတော့ယင်းနည်းမျိုးနာနာမျိုးနဲ့ fix ratio ကိုတွဲသုံးရင်ပိုကောင်းတယ်လို့လည်းဆိုထားသေးတယ်နော်။ အဲ့ဒါအယမ်းမှန်တဲ့ချက်ပဲဟုတ်ပါဈေးကွက်တီစနစ်တီအမျိုးမျိုးကိုပေါင်းလိုက်တဲ့အခါလေးအကုန်လုံးကတစ်ချိန်တည်းအတူတူအစိုးဆုံးယင်ကျဆင်းမှု maximum drawdown ဖြစ်ဖို့ဆိုတာတိတ်မရှိတတ်ဘူးဆိုတော့ portfolio တစ်ခုလုံးရဲ့ပေါင်းစပ်ယင်ကျဆင်းမှု combined drawdown ကလေတစ်ခုချင်းစီရဲ့အစိုးဆုံး drawdown တွေပေါင်းတာထက်အများအပြားနေနေတတ်တယ်အဲ့ဒီချက်ကိုအတွန်းပြုပြီးတော့ portfolio တစ်ခုလုံးရဲ့ပေါင်းစပ်အမြတ်အရှုံးနဲ့ပေါင်းစပ် drawdown ကိုအခြေခံပြီး fixed ratio အတွက် delta ကိုတွက်မယ်ဆိုရင်လေ Delta တက်မှုကိုပူပြီးနည်းနည်းလေးတတ်မလို့ရလာတယ်။ Delta နဲ့လေ contract အရေးအတွက်ပူမြင်မြင်တွန်းနေလေပေါ့။ဒါကြောင့် portfolio နဲ့ fixed ratio ပေါင်းလိုက်ရင်ပိုက်ဆံကိုပူပြီးထိထိရရတိုးပွားစေနိုင်တယ်။ risk ကိုလည်းပူပြီးထိန်းချုပ်နိုင်တယ်။ဒါပေမဲ့ account အရွယ်စားကအရန်ကြီးလာတဲ့အခါကျရင်တော့ fixed ratio ရဲ့ total နှုန်းပုံဒီလိုဖြစ်သွားတာကအားနည်းချက်ဖြစ်လာနိုင်တယ်လို့လည်းဖတ်မိတယ်လို့ပဲ။အဲ့ဒီအခါကျဘယ်လိုလုပ်မလဲ။ဟုတ်ပါတယ်။ account ကတော်တော်ကြီးလာပြီး contract အရေးအတွက်အများကြီးနဲ့ trade ရတဲ့အခါ ဥပမာ contract 20%လောက်ဖြစ်လာပြီဆိုရင် fixed ratio ရနောက်ထပ် contract တစ်ခုတိုးဖို့လိုတဲ့အမြတ်ငွေပမာဏကအများများလာပြီးတော့တိုးတက်နှုန်းကပုံသေးလင်းညာလို့ဖြစ်သွားနိုင်တယ်အဲ့ဒီအချိန်မှာ fixed fraction ရရခိုင်နှုန်းအလိုက်တိုးတဲ့ exponential growth ကပုံမြန်ချင်းမြန်လာနိုင်တယ်ဒါကြောင့်စာရေးသူကအစစ်မြစ်နီးလန်းအနေနဲ့လေအခြေအနေပေါ်ကြည့်ပြီးတော့ဒီနီးလန်းတစ်ခုကိုပေါင်းတုံးဖို့အချံပြူထားတာ money management marriage ပေါ့ fix ratio နဲ့စာမယ်။ account အတိုင်းအတာတစ်ခုရောက်မှ fix fraction နဲ့ကိုပြောင်းတုံးတာမျိုးစဉ်းစားလို့ရတာပေါ့။ဩဆရာအဓိက talk ချက်ကတော့ကိုအထအကွိုင်ကြီးဆုံးအတင့်တော်ဆုံး MM season ကိုတည်တည်ချာချာရေးဆွဲဖို့ပဲဖြစ်မှာပေါ့နော်။အတိအကျပါမယ်ဟုတ်ပါဝဲ။ကိုရဲ့လက်ရှိအခြေအနေဆိုလိုတာကအရင်နည်းဘလောက်ရှိလဲ။ကိုထုံးတဲ့ trading system ကဘလောက်လဲ။ပြီးတော့ပို့ရင်မှန်းချဘလောက်မြတ်ချင်လဲ။ဘလောက်ချိန်အတွင်းလဲ။ပြီးတော့အရေးကြီးတာက risk ဘလောက်ထိလက်ခံနိုင်လဲ။အဲ့ဒါတွေကိုတည်တည်ချာချာသိပြီးတော့ ကိုနဲ့အကိုက်ညီဆုံးဖြစ်မဲ့ MM အစီအစဉ်ကိုစနစ်တကျရေးဆွဲဖို့ကအရေးကြီးဆုံးပါပဲဒီနေ့ဆွေးနွေးမှုကနေရလိုက်တဲ့အတိကတော့လေငွေကြေးစီမံခန့်ခွဲမှုဆိုတာအရှုံးကိုကောက်ခွဲဖို့လို့ပဲမဟုတ်ပဲနဲ့အောင်ငင်မှုအတွက်အတိကမောင်းနေရတဲ့ကိုဖြစ်နိုင်ဖို့ပြီးတော့ fix ratio လို့နီလန်းတွေကအဲ့ဒီအောင်မြင်မှုကိုဘလို့အထောက်ကိုပြုနိုင်မလဲဆိုတာလေးကိုပို့ပြီးနားတယ်သွားမယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်ဆုံးအနေနဲ့စဉ်းစားဆရာလေးတခုခြံခဲ့ကြတာကတော့လေကိုယ်တိုင်ရဲ့ကုန်းတွယ်မှုလုပ်ငန်းစင်မှာရော့ money management ကိုတိတအစိပ်ပိုင်းတစ်ခုဖြစ်အလဲထားပြီးတော့အချိန်ပေးစဉ်းစားပြင်ဆင်ထားပြီးပြီလားဆိုရဲမဲခွန်းလဲပါပဲ trading system တစ်ခုတည်းကောင်းနေအောင်ကမလွန်လောက်ပါဘူး mm ကအဲ့ဒီ system ရဲ့အလားအလာကိုအပြည့်အဝဖော်ထုတ်ပေးနိုင်မယ်တော့ချက်ဖြည့်ရတတ်ပါတယ်ခင်ဗျာတကယ်ကောင်းမွန်တဲ့ရှင်နေမှုပါပဲအချိန်ပြည့်ပြီးရှင်းပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်တစ်ချိန်မှာပြန်လည်ဆုံတွေ့ကြပါမယ်